ကိုအသက်တွေကြီးလာတဲ့အခါအလုံးကကိုကိုယွံကြောက်ကြီး ဖြစ်မနေဘူးကိုကိုတိုင်းကနေတတ်အောင်နေပါ အသက်ကြီးလာလို့မနေတတ်မထိုင်တတ်ဆိုရင်တော့ကိုကိုအလုံးကယွံကြောက်ကြီးဖြစ်နေလိမ့်မယ်လူတိုင်းမှာ နေရာတိုင်းမှာအလုတ်တိုင်းမှာပြဿနာလေးတွေရှိနေတတ်တာမို့ကိုပြဿနာနဲ့ကိုဖြစ်နေတတ်တာမို့နေရာတကာမှာကိုကပါခြင်းပြီးတော့ ဟိုဟာမေးဒီဟာမေးတွေမလုတ်ပါနဲ့ကိုပါဖို့လိုအပ်တယ်ဆိုရင်သူတို့ကလာမေးကြပါလိမ့်မယ်ပြောပါလိမ့်မယ်သူတို့ကလာမမေးကြဘူးမပြောဘူးဆိုရင် မလိုအပ်လို့ဆိုတာသိပြီးတော့တိတ်တိတ်ကလေးပဲနေတတ်ပါစေတချို့ကိစ္စတွေကအတွေးအခေါ်ဟောင်းနေမလိုအပ်တော့ဘူးအသုံးမတည့်တော့ဘူးခင့်မမီတော့ဘူးဆိုတာတိထားလက်ခံထားဖို့ လိုအပ်တယ်။ငါငယ်ငယ်ကတည်းကငါတိထားတာငါတတ်ထားတာတွေဆိုပြီးတော့စိတ်ကြီးတွေဝမ်းမနေပါစေနဲ့။ခေးဆိုတာခဏပဲဆိုတာသိမြင်ပြီးတော့အမြဲပြောင်းလဲနေတယ်ဆိုတာလက်ခံထားလိုက်ပါ။အတွေ့အကြုံအဟောင်းတွေကို အတွေ့အကြုံအကောင်းတွေက နေရာမပေးကြတော့ဘူး။အစာထုတ်ဝန်ရောက်နေကြပြီလို့လက်ခံထားလိုက်ပါ။ငါဟာအသက်ကြီးသူ ငါဟာလူကြီးပဲငယ်သူတွေအားလုံးကငါ့ကိုမဖြစ်မနေရိုသေးနေရမယ်လေးစားနေရမယ်တန်ဖိုးထနေရမယ်ဆိုတဲ့အသည့်ဘဝင်တွေကိုမြင့်နေတာမျိုးဘဝင်တွေကျင်းနေတာမျိုးတွေမရှိပါစေနဲ့ငါကအမေငါကအဖေကငါကသူ့ရဲ့ဦးကြီးငါကသူ့ရဲ့ဦးလေးငါကသူ့ရဲ့အတော်ငါကသူ့ထက်အကြီးစားသည်ဖြင့် နေရတကားမှာအသက်အရွယ်ကြီးတာတခုတည်းတက်တဲ့နဲ့နေရပေးတာနေရရကျင်တာဒီမဖြစ်ပါစေနဲ့နေရပေးရင်ယူလိုက်ပေါ့နေရမပေးရင်လည်းမတိသလိုပဲနေလိုက်ပါနေတတ်အောင်နေတတ်ပါအများနဲ့နေနေရတာဆိုရင်လည်းအများနဲ့အဆင်ပြေအောင်နေတတ်အောင်လေ့ကျင့်နေထိုင်ပါတယောက်ထဲနေနေရတာဆိုရင်လည်းတယောက်ထဲနေတတ်အောင် ကိုကိုကိုပဲပြင်ဆင်ပြီးတော့လေ့ကျင့်ထားပါရှိတာနဲ့စားတတ်အောင်ရတာနဲ့သုံးတတ်အောင်ကိုအသည့်ကိုအတွေ့လေးနဲ့ပြောတတ်အောင်အထူးလေ့ကျင့်ပြီးတော့ပြင်ဆင်ထားပါကိုအနာကိုသားတွေသမီးတွေမြေးတွေလာတဲ့အခါသူတို့ပြောချင်တာတွေကိုနားထောင်ပေးပြီးတော့သူတို့မသိတာတွေမေးရင်လည်းဖြေလိုက်ပေါ့သူတို့လာကြတဲ့အခါကိုကကြည့်ကြားရည်လွတ်ရှောက်မပြောမိစေနဲ့ သူတို့မလာကြတဲ့အခါလဲကိုကခဏခဏခေါ်ခေါ်နေတာမျိုးမဖြစ်အောင်ကိုစိတ်ကို လေ့ကျင့်ထားပါအရွယ်ကောင်းတုန်းကတည်းကကိုရဲ့ဦးစားမင်းစားကို ကိုကိုယ်တိုင်စူဆောင်းထားပါကိုဘဝကို သူများအပေါ်မှီခိုးနေရတာဘယ်တော့မှမဖြစ်ပါစေနဲ့ဦးစားမင်းစားကိုပစ္စည်းဥစ္စာတွေစူဆောင်းထားရမှာဖြစ်တယ်လို့စိတ်အင်အားအသည့်အင်အားတွေကိုလည်း ဦးစားမင်းစားအတွက်စူဆောင်းပြင်ဆင်ထားရမယ်။မန်နေရှိနေရင်အဲ့ဒီမန်နေကိုလျှော့ချထားပါ။ကို့ထက်ကြီးကျယ်ခန္ဓာပြီးတော့စာဓာတ်ပညာဓာတ်ဖွယ်ပေါင်းစုံရတဲ့သူတွေရဲ့ကပီးကြောက်စာတွေသင်ញိုင်းမှာအများကြီးဆိုတာမမေ့ပါနဲ့။အထူးတတိထားရမှာကခုကစပြီးတော့အမြဲတမ်းကို့ကျမ်းမာကြီးကိုလည်းဂယူးဆိုင်ပါ။ငယ်ငယ်ကငါမွေးထားတဲ့သားသမီးတွေ ငါနာမလာကြဘူးဆိုပြီးတော့တွေးနေမယ်အစားငါဝမ်းချုပ်နေသလားငါဝမ်းနေမြန်ပြော့နေသလားငါဝမ်းအတွက်ဘာလေးစားရင်ကောင်းမလဲလို့စဉ်းစားနေလိုက်ပါငငယ်ကတငယ်ချင်းတွေကိုသတိရတွေးခြင်းမြင်ခြင်းနဲ့စိတ်တွေဖြစ်ပြီးတော့ဆင်းရဲနေမယ်အစားငါကူကအေးနေသလားငါခန္ဓာကူကပူးနေသလားဘာလေးဝတ်ထားရင်အဆင်ပြေမလဲဆိုတာပဲကိုကူကူပဲတတိထားနေလိုက်စမ်းပါ မိကုံးရုပ်ပြောချင်တာကတော့ကိုယ်စိတ်တွေကိုဟူသွားဒီသွားနေမဲ့အစားကိုယ်စိတ်တွေကို ကိုယ်အနာမှာပဲထားပြီးတော့ကိုယ်တရားကိုယ်အသည့်ကိုယ်အစားကိုယ်အဝတ်ကိုယ်အနေတွေအပေါ်မှာပဲထားပြီးတော့ကိုယ်စိတ်နဲ့ကိုယ်အဖော်ပြုအမိပြုပြီးနေထိုင်နိုင်အောင်ကြိုးစားနေထိုင်ပါလို့ပြောကြရဲနဲ့မိကုံးချုပ်ချင်ပါတယ်အားလုံးအားလုံးဘဝမှာပျော်ရွှင်ချမ်းမြေစွာဖြတ်သန်းနိုင်သူများ ဖြစ်ကြပါစေ